် online ပေါ်မှာအရင်ကြောက်စရာကောင်းပါတယ်။ပုံဆက်ပြီးတော့မှပြောထားတာလောက်နဲ့မလုံလောက်ဘူးဖြစ်စင်မှာတော့ရွှေဆိုင်ကမာတယ်လို့ပဲမိတ်တင်ရတော့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့လက်ဝယ်ပစ္စည်းယူလာတဲ့သူကိုအရင်မေးရမှာလေ။ကိုယ့်စီကိုပစ္စည်းယူလာတဲ့သူကြီးကျမတို့ကိုတော့အာဒီလူကတော့ဒီဖုန်းနံပါတ်နဲ့ရှင်တို့လာမယ်ဆိုတဲ့အကြောင်းကိုကြိုပြီးတော့မှဖုန်းနဲ့ဆက်ထားတယ်။ ရှင်တို့စီကပစ္စည်းကိုစစ်ဆေးပြီးရင်လေသူ့ရဲ့ပန်းကောင်လေးကိုထည့်ပါလို့ပြောနေပါလေကျမတို့ကျွန်တော်တို့ထည့်ပေးလိုက်ရမလားလို့နေတင်တာပေါ့နော်အနည်းကလေတငယ်ချင်းတွေအိမ်လာတော့ပြပြရတာပေါ့နော်အရွှေဆိုင်ဒီဇိုင်းနဲ့ customer နဲ့လူဈားတွေကနေတဲ့သူတရားနဲ့ပေါ့နော်သုံးပွင့်ဆိုင်ဇလန်းလေးပေါ့နော်အဲ့ဒါလေးကိုပြပြရတာမိတ်တို့မန်လေးမှာဖြစ်သွားတာပါအဲ့ဒီကိစ္စကလေ ရွှေဆိုင်ကိုတဲ့ဟို customer တယောက်ကနေပြီးတော့မှရွှေနှစ်ချက်သားလာရောင်းတာပေါ့ရွှေနှစ်ချက်သားလာရောင်းတဲ့အချိန်မှာပဲအဲ့ဒီ customer မလာခင်အမ်မိနစ်ပိုင်းအလိုမှာပေါ့နော်လူတယောက်ကနေပြီးတော့ဖုန်းဆက်ထားတယ်တဲ့ကျွန်တော်တပည့်နေရပေါ့နော်ဟိုရွှေရောင်းခိုင်းလိုက်တယ်ပေါ့အဲသူတို့လာလို့ရှိရင်ပေါ့နော်ကျွန်တော်ဖုန်းဆက်ပေးပါဦးပေါ့ဆိုပြီးတော့မှတဲ့ရွှေဆိုင်ကို ဖုံးဆက်ထားတယ်ပေါ့နော်ဖုံးဆက်တယ်လို့ပဲတကယ်ကိုပဲအဲ့ဒီဆိုင်ကိုအဲ့ဒီရွှေဆိုင်ကိုပေါ့နော်လူနေရောက်ရောက်လာတာပေါ့လူနေရောက်ရောက်လာတဲ့အချိန်မှာပဲရွှေဆိုင်ကလည်းကုနာတော်ကငါဖုံးဆက်ထားတဲ့သူဒီအနေနဲ့ပဲသူတို့ကလည်းလက်ခံပြီးတော့မှသူရဲ့ရွှေကိုဆက်ဆရာရှိရဆက်ပြီးတော့မှရွှေမှန်ကန်နေဆိုတော့ အာပေါ့နော်ရွှေမန်ကန်နဲ့ပေါ့နော်အဲ့ဒီချိန်မှာပဲခုနကဖုန်းဆက်တဲ့လူလင်ကနေပြီးတော့မှအဲ့ရွှေဆိုင်ကိုဖုန်းထပ်ဆက်တယ်ပေါ့ကျွန်တော်တပည့်တွေရောက်ပြီလားပေါ့နော်ပစ္စည်းမန်ကန်မှုရှိလားပေါ့မန်ကန်မှုရှိတယ်ဆိုရင်တော့ကျွန်တော်ရဒီအကောင့်ဒီအကောင့်နဲ့ပတ်စံလွှဲလိုက်ပါဆိုပြီးတော့မှပြောတယ်တဲ့ပြောတော့ကြတော့ရွှေဆိုင်ကလည်းအာတကယ်အပြင်မှာလူနှစ်ယောက်ကလည်းသူတို့စီကိုလာပြီးတော့မှစီလာပေးနေတဲ့ဖြစ်တဲ့အတွက်မလို့ယူပြီးတော့ပဲ ုနတော့ကဖုံးဆက်တဲ့လူအကောင့်ကြီးပြောတဲ့အကောင့်ကြီးတည်းဟိုပဲငွေထည့်လိုက်တယ်ပေါ့နော်ထည့်လိုက်တော့အဲခုနတော့ပစ္စည်းလာရောက်နေနှစ်ယောက်ကကြတော့လေအပြစ်မှာသူတို့ရဲ့ပစ္စည်းလေးကိုစစ်နေသေးတယ်ထင်လို့မဟုတ်တော့ထိုင်စောင့်နေတာပေါ့နော်အဲ့မှာစောင့်ရင်းစောင့်ရင်းစောင့်ရင်းနဲ့ကြားလာတော့တော့ရွှေဆိုင်ကိုမေးတော့တာပေါ့ကျွန်တော်တို့ပစ္စည်းစစ်တာမပြီးသေးဘူးလားပေါ့ဒီလိုမေးတာပေါ့နော်မေးတော့အဲရွှေဆိုင်ကလည်း ကျွန်တော်ကအဲကျွန်တော်တို့ကပေါ့နော်ခမဆရာကသူ့ရဲ့ဘန်ကောက်တဲ့ကိုထည့်ခိုင်းလိုက်လို့ကျွန်တော်တို့ထည့်ပေးလိုက်ပြီဆိုပြီးတော့ပြောလိုက်တယ်အဲ့တော့ပေါ့နော်လာရောက်တဲ့ customer ကပဲမာတာလားရွှေဆိုင်ကပဲမာတာလားဒါပေါ့နော်ကျမတို့ဒါသုံးသက်ကြည့်ရမယ်ပေါ့နော်အဲ့တော့ဒီအမားမာဒီဖြစ်စင်မှာတော့ရွှေဆိုင်က မာတယ်လို့ပဲနေတင်ရတော့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ လက်ဝဲပစ္စည်းယူလာတဲ့သူကိုအရင်မေးရမှာလေနော်ဖုန်းဆက်ပြီးတော့မှပြောထားတာလောက်နဲ့မလုံလောက်ဘူးလေနော်လက်ဝဲပစ္စည်းကိုစီကိုပစ္စည်းယူလာတဲ့သူ အကိုကြီးအမကြီးကျမတို့ကိုတော့အာဒီလူကတော့ဒီဖုန်းနံပါတ်နဲ့ရှင်းလို့လာမယ်ဆိုတဲ့အကြောင်းကိုကြိုပြီးတော့မှဖုန်းနဲ့ဆက်ထားတယ် ရှင်တို့စီကပစ္စည်းကိုစစ်ဆေးပြီးရင်လေသူ့ရဲ့ဘန်ကောင်လေးကိုထည့်ပါလို့ပြောနေပါလေကျမတို့ကျွန်တော်တို့ထည့်ပေးလိုက်ရမလားလို့မေးတင်တာပေါ့နော်အဲ့ဒီလိုမမေးဘဲနဲ့ကျွန်တော်တပည့်တွေလာလိမ့်မယ်နော်ဘန်အကောင့်ထဲကိုငွေထည့်လိုက်ပါဆိုတာနဲ့ထည့်ပေးလိုက်တာကတော့ရွှေဆိုင်ပကမာတယ်လို့ပဲမိတ်တင်ကတော့မြင်ပါတယ်အဲနောက်ထပ်တစ်ခုကအဲပေါ့နော် ဘာကြောင့်မမေးတာလဲပေါ့နော်ဒီလိုမမေးဘူးလားပေါ့နော်ဒါကတော့မေးတယ်လို့မသိနိုင်တဲ့အကြောင်းတရားတွေပေါ့နော်အဲ့တော့ရွှေဆိုင်ဘက်ကမေးပါလေရနေဒီဘက်ကလူတွေကထည့်ပေးပါဆိုရင်တော့ဒါဖုန်းဆက်တဲ့သူနဲ့အဲဖုန်းဆက်ပြီးတော့မှဘန်းကောင်တဲ့ကိုမွေးပါတဲ့သူနဲ့ဒီပစ္စည်းလာရောက်တဲ့သူတွေနေရတော့ဒါတပွဲတည်းပေါ့နော်နောက်တစ်ခုပြန်သုံးတတ်မယ်ဆိုရင်တော့ဒီပစ္စည်းလာရောက်မှာကို ဖုံးဆက်ပြီးတော့ပြောတဲ့သူကဘာကြောင့်တိတိကျကျပြောနိုင်တာလဲပေါ့နော်အဲ့တော့အများကြီးသုံးသက်စရာတွေရှိတာပေါ့နော်ရွှေလာရောက်တဲ့ customer ရောဒီဖုံးဆက်ပြီးတော့မှဘဏ်ကောင်တဲကိုငွေထည့်လိုက်ပါလို့ပြောတဲ့သူရောကတဖွဲ့တည်းလည်းဖြစ်နိုင်တာပေါ့နော်ကဲအဲ့တော့ online ပေါ်မှာအရင်ကြောက်စရာကောင်းပါလေအဲ့တော့ပေါ့နော်အထူးသတိထားစင်စင်ချင်းစီချင်းပါတယ်နော် ။ဘာကြောင့်လဲဆိုလူတွေကလွယ်လွယ်ကူကူလှုပ်လို့ဒါလဲရင်အခံကြရတာဖြစ်ပါတယ်။နော်လွယ်လစ်တကူလုပ်ငန်းတွေကို မလှုပ်ကြဖို့မိတင်ကအထူးတတိပြုစေခြင်းနဲ့အတွက်မလို့ဒီ post လေးကိုတင်ရခြင်းဖြစ်ပါတယ်။ဒီလိုလေးတက်လာတဲ့အခါကျမှဒီလိုကိစ္စရပ်တွေကအပြင်လောကမှာအမှန်တကယ်ရှိနေပါလားဆိုတော့သိကြတာပဲဖြစ်ပါတယ်။ရှင်မေးစရို့ထဲမှာလည်းစိုက်ပန်ရှင်နေရှိခဲ့မယ်ဆိုလို့ရှင်ဂရုပြုလို့ရအောင်ဒီဗီဒီယိုလေးကိုပြန်ပြီးတော့ share လုပ်ပေးကြပါအောင်ရှင်။